မက်ထရစ်ဒါဘီမှာစပိန်လိုမိုင်းအသင်းကိုအနိုင်ယူပြီးအာဆင်နယ်နဲ့ရင်ဆိုင်ရတော့မဲ့ခင်ကြီးတော်ဝင်မက်ထရစ်ပရိသတ်များလုံးပဲမိန်လာပါဗျာရွှေရောအိုင်ဘတ်ကိုရှိကိုအွန်လိုင်းအချင်းကနေပြန်လဲကြိုးလိုက်ပါတယ်ရီယယ်မက်ထရစ်နဲ့အတလီကိုမက်ထရစ်တို့ရဲ့ချန်ပီယံလိပွဲစဉ်ကတော့ထုံးစံအတိုင်းရီယယ်တို့ကပဲအခြေအတန်တစ်ပိန်ကံပြီးနိုင်သွားခဲ့ပါတယ်ပထမအကြော်လုံးကရလက်ကချင်းမြောင်းခဲ့တဲ့အတွက်ဒုတိယအကြော်ကစိတ်ဝင်စားစရာအကောင်းဆုံးအခြေအနေမှာရှိနေတာပါအတလီကိုတို့ကပွဲစာ29စက္ကန့်မှာရင်ဂိုးရခဲ့တာကြောင့်အခြေအနေတွေကစောစီစီတန်းတူဖြစ်သွားခဲ့တယ်လို့ဖြစ်ပါတယ် အမမင်းကြောင့်ပရန်ရီရခဲ့သေးပေမဲ့ဗနီရှက်ကငှက်ပစ်ခဲ့တာကြောင့်ရီယဲတို့ဇာတာဆန်လက်အနိတ်ကိုရောက်နေခဲ့ပြီလို့ထင်ခဲ့ရတာပါဒါပေမဲ့လည်းအချိန်ကျန်သွားချိန်မှာတော့တော်ဝင်ဘက်ထွေဟာတော်ဝင်ဘက်ထွေပဲဖြစ်ခဲ့တာဖြစ်ပါတယ်ပရန်ရီအဆုံးဖြတ်မှာဂျူလီယန်အေဗာရီကန်ချက်ကဂိုးဝင်သွားပေမဲ့6နှစ်နှစ်ခါထိခဲ့တယ်ဆိုပြီးပေဖက်ခံလိုက်ရတာပါဒီအဆုံးဖြတ်ချက်ကငင်းပွားစရာကောင်းပြီးကစားသမားတွေနဲ့ယူရဲချက်ရှိရှိလောက်တာမဟုတ်တာကိုတော့ပေဖက်လိုက်တာဆိုတော့တော်တော်လေးကိုမမြတ်တဲ့ဆုံးဖြတ်ချက်လို့ဆိုနိုင်ပါတယ်ဒါကလေးတော့လေဥပဒေဆိုတာတေဝင်းလို့ပဲအျော်တင်းဆိုတော့လုံးဖို့ဖြစ်လာတာမျိုးပါပဲ မြပြဒီကိုစင်မြူနီကလည်းအတလီကိုမက်ထရီနဲ့ချန်ပီယံလိပါအနေဆုံး၂ချိန်လောက်စုကူးနိုင်ခဲ့တဲ့နာပါ ဒါပေမဲ့လည်း Real နဲ့ပဲ Final နဲ့ချိန်စလုံးတွေ့ဆုံပြီးရှုံးနိမ့်ခဲ့ရတာပါ။ Simeone လက်ထက်မှာ Atletico Madrid ဟာ Real Madrid ကို2014 Final, 2015 Quarter, 2016 Final, 2018 Semi, 2025 Stout အဆင့်ရှုံးပွဲတိုင်းကိုရှုံးခဲ့တာပါ။ Simeone ရဲ့ Atletico အနေနဲ့ Champions League မှာဆိုရင် Real တို့အတွက်ပေါက်တဲ့အကြီးဖြစ်နေတာဖြစ်ပါရင်ပွဲထွက်လို့စင်ပါ Real Madrid ဟာတိုက်စစ်မှာ Mbappe ကိုအထောင်တင်ကစားလာခဲ့ပြီးတောင်ပံမှာ Venetian ညာတောင်ပံမှာ Rodrigo နဲ့တွဲပေးလာခဲ့ပါတယ်။ခွင်းလင်းမှာတော့ Bellingham, Chouameni, Modric တို့ရှိနေခဲ့ပြီးခံစစ်မှာတော့ Mandy Rodrigo ကအဆန်စီကို Pep Guardiola နဲ့ကိုသမား Courtois တို့ကစားခဲ့တာဖြစ်ပါရင် ။ဒါဒီကိုမိုင်းထွေအသင်းကတော့ Everest Grand Summit Depot Oblet အစရှိတဲ့စားမတွေကိုထုတ်သုံးခဲ့တာဖြစ်ပါတယ်။ပွဲစားစာပေပေါ်ပေးပြီးတာနဲ့ဂိုတန်ရသွားခဲ့တာကအတတိကိုမိုင်းထွေဖြစ်ပြီး Depot ရဲ့ဖြတ်ချိုးပေးမှုကို Gallagher ကပေးဝင်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ Gallagher အနေနဲ့ချန်ပီယံလိပြိုင်ပွဲတစ်ပိုင်းမှာဒုတိယမြောက်အများဆုံးသွင်းခိုးရှင်ဖြစ်မှာစံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ စားရမှာတော့အဲဒီကိုလုကခန်းစစ်ကိုလုံအောင်အဓိကထားကစားခဲ့ပြီးတသိန်းတက်တသိန်းလုံးစင်းနဲ့ကစားခဲ့ပါရင် prime မှာကိုဘောက်ကန်သွင်းခွင့်အနေနဲ့အချိန်ချင်းရခဲ့ပေမဲ့ဂိုးတော့မရခဲ့ပါဘူး rear ကတော့တသိန်းလုံးကစားခွက်အခြေအဆက်မဲ့နေခဲ့ပြီးကစားမတွေရတူချင်းဆွမ်းဆောင်တွေကတော့အသာပဲကစားနေခဲ့တာဖြစ်ပါတယ် rear tax ကလုံလုံလောက်လောက်လုံးလုံးနိုင်ခြင်းမရှိပဲ mbb ကလည်းတယောက်ထဲထိကျန်နေတာပါအဲဒီကိုကလည်းဂိုးသိန်းခွင့်ရတယ်ဆိုပေမဲ့အပိုင်လုံးတွေတော့မဟုတ်ခဲ့ဘူးဖြစ်ပါတယ်ဒီနေရာမှာလည်းတသိန်းစလုံးအမမခံပဲထင်းကစားနေခဲ့ပြီးထင်းထင်းသိသိပဲကစားခဲ့ကြပါတယ် rear metric ခန်းစစ်ကို julian ever ကကောင်းကောင်းတို့ကပေးနိုင်ခဲ့ပြီး manigo အချိန်တိုင်းမှာလှုပ်ရှုံနေစေခဲ့တာပါပွဲအချိန်68မှာတမ န်တိုက်စစ်ကနေအမ်ဘာဘေရဲ့ထိုးပေါက်ကျော်ဖြတ်လာမှုကိုလန်ကလက်စ်ကတားဆီးရာမှာကျန်းတန်းခဲ့တာကြောင့်ရီယဲတို့ပရန်ရရှိသွားခဲ့ပါတယ်။ရရှိလာတဲ့ပရန်ဒီကိုဗီနီရှက်ကတာဝန်ယူကန်သွင်းခဲ့ရမှာမိုးဘော်ထောင်ကန်ခဲ့တာကြောင့်ရီယဲတို့ဥဆောင်ကိုရမယ့်အခွင့်အရေးနဲ့လွဲချော်သွားခဲ့ပါတယ်။ဒီကိုဘက်ကတော့ဆင်မြိုနီအေဗာရက်စ်ဂရန်စမန်တို့ရဲ့ဝေးကန်ချက်တွေနဲ့သွေးတို့ဆန်းခဲ့ပေမဲ့ဂိုးရဖို့အထီတော်မဖြစ်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့အချိန်ပေါ်မိနစ်30ဆက်လက်ကစားခဲ့ရမှာတော့တင်းတင်းနဲ့တင်းတင်းဂိုးထပ်မသွင်းနိုင်ခဲ့တာကြောင့်ပရန်ဒီအဆုံးပြတ်ခံယူလိုက်ရတာဖြစ်ပါတယ်ပရန်ဒီမှာအေဗာရဲ့ကန်ချက်ကဂိုးဝင်ခဲ့တယ်ဆိုပေမဲ့ဘောလုံးနဲ့ချက်ထိရယ်ဆိုပြီးပယ်ပြတ်ခံလိုက်ရတာပါအဲဒါရီယဘက်ကဘတ်စကွတ်ပါလိုက်လွဲခဲ့တာကြောင့်ဒီကိုတို့ခွင့်ရင်းရှိနေသေးပေမဲ့လော်ရန်တီကလွဲချော်သွားခဲ့တာကြောင့်ပြုတ်သွားခဲ့တာပဲဖြစ်ပါတယ်ရီယကနောက်တစ်ဆင့်မှာအာဆင်နယ်နဲ့ကစားသွားရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါမြန်မာဗီဒီယိုလေးကဒီလောက်ပါပဲနောက်နေ့မှာလည်းအားစားလေးပဲတဲ့တင်ဒင်းကြောင့်တွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနေကောင်းချော်လိုက်ရပါတယ်ခင်ဗျာ